မန္တလေးတိုင်းမြင်းကျက်မြို့နယ်မှာရှိတဲ့ PDF gate ကိုဇူလ2ရက်မနေ့ပိုင်းကလာရောက်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံးကဒဏ်ရာရသူတွေလည်းရှိသလိုတိုက်ပွဲအတွင်းမှာ PDF ရဲဘော်တအူးလည်းကြာဆုံးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကအင်အား80လောက်နဲ့တူရင်ဘို့ရွာနာမှာရှိတဲ့ PDF gate ကိုအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကတနေကုန်နီးပါးကြာမြင့်ခဲ့ကစစ်ကောင်စီဘက်က20နီးပါးသေဆုံးပြီးဒေယာရသူတွေလည်းရှိသလို PDF ရဲဘော်တအူလည်းကြာဆုံးပြီး900ဝန်းကျင်ဒေယာရရှိခဲ့တယ်လို့အညာဒေသတော်လှန်ရေးအင်အားစုရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် အခုတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးသလိုစစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးတာနဲ့ပတ်သက်ပြီး DPP အနေနဲ့အသေးစားအတည်မပြုနိုင်သေးပါဘူးရှင်။